မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကိုကန်တက်မတော် MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့လောက်ကင်မြို့ကိုမနေ့ကညကစစ်ကောင်စီကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်1027တနှစ်ပြည့်တဲ့နေ့မှာပဲစစ်ကောင်စီကတော့ MNDAA ဌာနချုပ်ရှိအောင်လောက်ကင်မြို့ကိုလေးချောင်းကနေဘုံကျဲခဲ့တယ်လို့ကနအူးသတင်းရရှိထားပါတယ်မြေပြင်အခြေအနေကိုမသိရသေးဘူးဆက်လက်ပြီးတော့စုံစမ်းနေသေးပါလို့ ရှမ်းမြောက်စီရေးသတင်းအင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်းစီတပ်ဟာမနေ့များက7နာရီ20မိနစ်နဲ့7နာရီ26မိနစ်တို့မှာလောက်ကင်မြို့ကိုဘုံကျဲချခဲ့ခြင်းဖြစ်ပြီးတော့ထိခိုက်သိမ်းဆုံးမှုအခြေအနေများကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်စစ်ကောင်းစီတပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းကလည်း MNDAA ထိန်းချုပ်ရာလာရှုံးတဲ့တိမ်တီမြို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်အရဲသားပြည်သူများသိမ်းဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်းစီအနေနဲ့10276စင်ရေးတစ်နှစ်ပြည့်တဲ့နေ့မှာ လေကြောင်းဆက်ဆက်ရေးကိုအချိန်ဟုန်မြင့်ပြီးတော့လုံဆောင်မယ်လို့သတင်းရရှိထားကြောင်းရာရှုံမျိုးဒေသခံသတင်းအင်းမြစ်ကပြောဆိုထားပါတယ်။လောက်ကိုင်းအပြင်ရှမ်းမြောက်မှာရှိတဲ့တခြားမြို့ဝရများကိုလည်းလေကြောင်းကနေတိုက်ခိုက်မှုရှိမရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ MNDAA တောင်း DNL ရခိုင် AA တို့ဟာ2023ခုနှစ်အော်တိုဝါလ28ရက်နေ့မနက်အစောပိုင်းမှာရှမ်းမြောက်မှာရှိတဲ့စစ်ကောင်းစီတပ်စခန်းအများအပြားကို1027ဆစ်စင်ရေးအမြင်နဲ့တပြိုင်တည်းထဲစတင်တိုက်ခိုက်ခဲ့ရာလောက်ကိုင်းကုန်းလုံးပိန်နီချင်းရွှေဟော်မုံကိုလာရှုံမြို့များနဲ့ဖောင်းဆိုင် ကုန်းချမ်းအပါဝင်ကိုကန့်ဒေသတခုလုံးနဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အပါဝင်တပ်စခန်းယာချီကို MNDAA ကစစ်စင်ရေးတနည်းအတွင်းမှာတိုက်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲ TNL ကလည်းစစ်စင်ရေးတနည်းအတွင်းမှာနမ်ဆန်နိ မ်ခမ်းမန်တုံမိုင်းလုံးမိုင်းကောင်နမ်မတူကုတ်ခိုင်တီဘောကြောင်မဲမိုးကုတ်မိုးမိတ်နောင်ချုံစတဲ့မျိုးပေါင်း၁၂မျိုးနဲ့တပ်စခန်းရာချီကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးသိမ်းပိုက်ခံရတဲ့စစ်ကောင်စီကအဲ့ဒီဒေသများကိုမြေပြင်ထိုးစစ်မပြုတ်လို့ပဲလေကြောင်းကနေစစ်ဆင်ရေးများကိုအဓိကပြုတ်လို့လျက်ရှိရာအရသာပြည်သူတွေရာနဲ့ချီပြီးတော့ပေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးနဲ့စစ်ကောင်စီတို့ကဩဂတ်စ်လကတွိတ်ဆုံပြီးတဲ့နောက်မှာစစ်ကောင်စီဟာ MNDA နဲ့ TNL ထိန်းချုပ်ရာမြို့ရွာများကိုလေကြောင်းကနေတ က်ခိုက်မှုများအရှိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်နေသလိုတရုတ်အစိုးရကလည်း TNL နဲ့ MNDAA တို့ကိုတိုက်ပွဲရပ်ရန်ဖိအားပေးခြင်းချိတ်ချောက်ခြင်းများရှိခဲ့တယ်လို့ CIA သတင်းရင်းများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတက်မတော် DNL ထိန်းချုပ်ထားတဲ့နံခမ်းမြို့ကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့တရုတ်ဘက်ကလည်းမြေပြင်ကနေပြန်လည်ချိန်းချောက်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့အော်တိုဘာလ28ရက်နေ့မနက်9:00နာရီကျော်နဲ့10:00နာရီကျော်မှာစစ်ကောင်စီကနံခမ်းမြို့မန်ဝင်းကြီးနဲ့စခန်းသစ်ကိုအနီးဝန်းကျင်မှာလေရင်နဲ့ ဘုံ6လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့နမ်ခမ်းမြို့မှာနေထိုင်တဲ့အမျိုးသားတို့ကပြန်လည်ပြောပြခဲ့ပါတယ်မနက်9နာရီအကျော်မှာမန်ဝင်းကြီးကို၄လုံးပြစ်တယ်၈နာရီအကျော်မှာတော့လွဲစာရွာမှာလေးရင်လာဝဲပြီးတော့တရုတ်တင်းချိုင်းကုန်းဘက်ကိုလာကြတာတရုတ်တွေကလည်းလေးရင်တွေကိုပြန်ပြစ်နေတာအခုထိပဲလို့ပြောဆိုထားပါတယ်ဒီကနေ့အော်တိုဘာလ28ရက်နေ့ဟာညီနောင်မာမိတ်သုံးဘွဲဖြစ်တဲ့ကိုကန်တက်မတော် MNDA တောင်းတက်မတော် TNA လေးနဲ့အရခတက်တော် AA တို့ရဲ့1027ဆစ်စင်ရေးဟာတနစ်ပြည့်နှစ်ပတ်လည်နေလဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရင်းနှံချောင်းမြို့နယ်မှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ20ရက်နေ့မှာအင်အား80ခန်းနဲ့ရင်းနှံချောင်းမြို့နယ်ကုန်းအိုင်ဖောက်ခွဲလမ်းကနေမကြီးကန်အုပ်စုအတွင်စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုအောက်တိုဘာလ21ရက်နေ့ညနေပိုင်းမှာမကြီးကန်အုပ်စု ရွှေကျင်ကန်ချေးပါအနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အော်တိုဘားလ22ရက်နေ့မနက်ပိုင်းမှာလေစစ်တပ်ကအလဲကုန်းရွာအနီးကိုထပ်မံချင်းကပ်လာခဲ့ရာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကလက်နက်ကြီး၊မိုင်းလက်နက်ငယ်များနဲ့ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားများအထိနာပြီးတော့မကြီးကန်ချေးရွာမှာတ냐အိတ်တပ်ဆွဲကရေနံချောင်းမြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရွှေချင်ကန်ကြီးရွာအတွင်းကိုပြည်သူပိုင်လက်ဝဲရတနာများတံမိုးကြီးပစ္စည်းများကိုမှွေနောက်ရှာဖွေကခိုးယူသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို People Defense Force ရေလံကြောင်း YNGPDF တမားမြေအထူးလှုပ်ရှားစစ်ကြောင်းနဲ့အတောတိုက်နယ်ပကဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချောပတ်စစ်ကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေနဲ့လာစဉ်လူငယ်များကိုတပ်သားတပ်များအဖြစ်စုဆောင်းလျက်ရှိရာစစ်တပ်ရဲအပါအဝင်ဝင်ကြီးဌာနပေါင်းစုံနဲ့အာဏာပိုင်များပါဝင်ပတ်သက်နေတဲ့လူသားထုတ်တပ်သားတပ်အယောက်ဝယ်ဈေးကွက်ဟာ ကြီးထွားလာပြီးတော့လူငယ်တအုပ်ကိုငွေကျပ်သိန်းတရာအထိဈေးပေါက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လူသားထုတ်တသားတဲ့အယောက်ဝယ်ဈေးကွက်ဟာအဓိကအားဖြင့်စစ်မှုမထမ်းခြင်းနဲ့ငွေကြေးတက်နိုင်တဲ့လူတန်းစားများအတွက်လူရှာပေးခြင်းလူသားထိုးခြင်းနဲ့စတင်ခဲ့တော့လေယခုအခါမှာတော့ကြေးရွာအလိုက်ရက်ကွက်အလိုက်မြို့နယ်အလိုက်ပါငွေကြေးစုဆောင်ပြီးတော့ လူသားထုတ်တက်သားတဲ့ရှာဖွေရောင်းဝယ်မှုများလုံဆောင်လာကြတယ်လို့သိရပါဗျ။အဲ့ဒီလူသားထုတ်တက်သားတဲ့အရောင်းဝယ်ဈေးကွက်ကိုလက်ခံပြီးတော့ငွေကြေးအကျိုးမြတ်ရှာဖွေနေသူများဟာစစ်တပ်ရဲလာဝကနဲ့ထွေအုံများဖြစ်ကြတယ်လို့သိရပါဗျ။ကျွန်တော်တို့ရွာကိုတလားကိုလူငယ်နှစ်ဦးတက်သားတဲ့ပို့ရမယ်ဆိုပြီးတော့တောင်းတယ်။တရွာလုံးကလည်းဘသူမှမသွားချင်ဘူး။အဲ့ဒီတော့အုပ်ကြီးကတက်နဲ့သွားညှိတယ်။ရွာကတော့မသွားချင်ဘူး။ဘယ်လိုလုပ်ရမလဲဆိုတော့တက်ဘက်ကလူတအူးကို30ပောက်တယ်။ တလားကိုတိတ်တရာကောက်ပေးရင်သူတို့ဟာသူတို့လူစားထုတ်ဝိမယ်လို့ပြောတယ်အဲ့ဒီတော့အုပ်ကြီးကရွာမှာရှိတဲ့အင်ဂျင်900ကျော်ရှိတော့တအိမ်ကို3000နဲ့စစ်မှုမထမ်းကြရင်လူစားထုတ်ရမယ်ဆိုပြီးတော့လစဉ်ကောက်တယ်တိတ်တရာကိုတက်ကိုလစဉ်ပေးတယ်ပိုရာကိုကြေးရွာရဲ့အလူငွေဆိုပြီးတော့ ရွာရဲ့ရံမုံငွေအဖြစ်နဲ့ယူလိုက်တယ်လို့ရင်းနှံချောင်းမြို့နယ်ကကြေးရွာကပြည်သူတို့ကပြောဆိုထားပါတယ်။ရန်ကုန်တိုင်းဒလားမြို့နယ်မှာလည်းတပ်သားတဲ့အယောင်ဝဲဈေးကွက်ဖြစ်ထွန်းနေပြီးတော့အထက်အားဖြင့်ရန်ကုန်ဘက်ကစစ်မှုထမ်းအတော့လူသားထုတ်ရန်လာရောက်ရှာဖွေဝဲယူနေကြခြင်းဖြစ်တယ်လို့သိရပါတယ်။ဒလားမြို့နယ်မှာစင်းရဲတဲ့မိသားစုများက၎င်းတို့ရဲ့စေကျော်တက်အရွယ်လူငယ်များကိုတပ်သားတဲ့အဖြစ်နဲ့အုပ်ချုပ်ရေးမှုများနဲ့ချိတ်ဆက်ပြီးတော့ရောင်းချနေကြကြောင်းဒလားမြို့နယ်ကတပ်သတင်းအမိတစ်ခုကပြောဆိုထားပါတယ်။ ဒလဘတ်မှာမိဘတွေကလည်းအရန်ဆင်းရတော့ရန်ကုန်ဘက်မှာပေါက်လုတ်သွားကြတဲ့လူငယ်တွေရှိတယ်အဲ့ဒီလူငယ်တွေက78 79လေးတွေပေါ့အုပ်ချုပ်ရေးမှုတွေကချိတ်ဆက်ပြီးတော့လူရှာကြတယ်နေလို့သားကိုတတ်ထဲသွင်းရင်လစာလဲရမယ်အလုပ်လဲရမယ်ဝင်ငွေလဲမှန်မယ်ပေါ့နေနာချေးအဖြစ်နဲ့ပိန်း40ပေးမယ်ပေါ့နှစ်နှစ်တတ်ထဲမှာတာဝန်ထမ်းဆောင်ပြီးရင် ပြန်လာရုံပဲဆိုပြီးတော့3040နဲ့ကန်းလာတယ်မိသားစုတွေကလည်းစိတ်ရဲတော့3040ကိုယူလိုက်ပြီးတော့ကလေးတွေကိုတတ်ထဲထည့်လိုက်တယ်လူငယ်လေးတွေကမှတ်ပုံတင်မရှိတာကိုဒလလဝကယုံမှာမှတ်ပုံတင်ကိုနေချင်းပြီးအမြန်တက်နဲ့အုတ်ချုပ်ရေးဘက်ကစာနဲ့မှတ်ပုံတင်ထုတ်ပေးလိုက်တယ် အဲ့ဒါကိုရန်ကုန်ဘက်မှာလူသားထုံးတပ်သားတဲ့အဖြစ်နဲ့စရင်သွေးပြီးတော့တတ်ထဲလိုက်ရတာပေါ့အဲ့ဒါတပ်သားတဲ့အယောင်းဝယ်လုတဲ့သဘောပဲလို့ဒလမြို့နယ်ကတပ်သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်လူသားထုံးတပ်သားတဲ့တအူးကိုငွေကျပ်300ဝန်းကျင်ဈေးပေါက်နေရမှာတပ်သားတဲ့ရဲ့မိသားစုကအနည်းဆုံး25သိန်းကနေ340အထိသာရကြပြီးတော့ကျန်တဲ့ငွေတွေကိုတော့စစ်တပ်ရဲလာဝကနဲ့အုပ်ချုပ်ရေးအဖွဲ့များကခွဲဝေယူနေကြခြင်းဖြစ်တယ်လို့သိရပါတယ်အချမ်းပြေဆိုရင်တော့တပ်ဘက်ကဆရာကြီးတက်ကြက်ကြီးနဲ့အရာရှိတွေက340လောက်ယူကြတယ် လူစားထိုးတဲ့ process ကိုသူတို့ကအဓိကလုပ်ပေးနေကြတာ ကျန်တာတွေကအုပ်ချုပ်ရေးအဖွဲ့နဲ့လောက်ဝက်ကရဲဘက်ကယူကြတာအလုတ်ခွဲဝေယူကြတာဗောလို့ဒလမြို့နယ်ကတပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်အလားတူပဲမခွေးတိုင်းအတွင်းမှာလည်းစစ်တပ်ကကြေးပြာများအနေနဲ့တပ်သားတဲ့တလကိုနှက်ဦးပေးဖို့ရမှာဖြစ်ကြောင်းမပို့နိုင်ပါကလူသားထုတ်ရန်အတွက်တရွာကိုတပ်သားတဲ့တဦးအတွက်အနည်းဆုံး380ကနေ300နှုန်းနဲ့တပ်သားတဲ့နှက်ဦးစွာ300ဝန်းကျင်လာခင်ပေးဖို့ရန်စစ်တပ်ကအမိန့်ပေးထားကြောင်းကြေးရွာတစ်ခုကကြေးရွာတာဝန်ခံတဦးကပြောဆိုထားပါတယ်အပတ်စဉ်တိတ်ကနေအပတ်စဉ်6အထိကျွန်တော်တို့ရွာကလူမပေး ေးနိုင်ဘူးလို့ဆုံးဖြတ်ထားတယ်။အဲ့ဒီတော့တအိမ်တော်ကိုတလကို၄000ကောက်တယ်။ရွာမှာအင်ဂျီ600ကျော်ရှိတော့တလကို340ရတယ်။အဲ့ဒါကိုတက်ကဘိုးကြီးစီကိုသွားပို့ထားတယ်။ဘိုးကြီးကသူတို့နေသူတို့ဟာနဲ့ကျွန်တော်တို့ရွာကမပေးနိုင်တဲ့တက်သားတဲ့အတွက်တလကိုလူ၂ယောက်ရှာတယ်။အခုအပတ်စဉ်6မှာတလကို၄000တောင်မပေးနိုင်တဲ့အင်ဂျီကများလာပြီ။နောက်ဆိုရင် ငွေကောက်လို့မရတော့ရင်တော့မဲဖောက်ပြီးတော့လူပေးရမယ့်အခြေအနေဖြစ်လာပြီလို့ကြေးရွာတာဝန်ခံကပြောဆိုထားပါတယ်။အလားတူဖြစ်စဉ်မျိုးမန္တလေးတိုင်းဒရဦးမြို့နယ်အတွင်းမှာလည်းကြုံတွေ့နေရပြီးတော့စစ်တပ်ကလူမပေးနိုင်တဲ့ကြေးရွာများကိုလက်စင်ငွေကျပ်သိန်းနေရဝင်းကျဲတောက်ခံနေတယ်လို့သိရပါတယ်။ကြေးရွာတချို့ကစစ်တပ်ကတောက်ခံတဲ့ငွေကျပ်သိန်းနေရကိုကြေးရွာလူလူထံကနေကောက်ခံပေးခဲ့တော့လဲကြေးရွာကလူငယ်တချို့ဟာအလုသွားရင်းနဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်ထုတ်ယူရန်စူးစမ်းရမှာစစ်တပ်က ထပ်တန်းပြီးတော့ငွေတောင်းနေတဲ့အတွက်အခက်တွေ့နေရတယ်လို့သိရပါဗျ။စက်တက်ကိုလစဉ်ကြေးရွာကပြည်သူတွေဟာတိတ်နေရတက်သားတဲ့မပို့နိုင်လို့ပြေးနေရပါတယ်ဒီလာဆန်းပိုင်းကရွာကလူငယ်တအူးကမန္တလေးကိုတက်ရင်နဲ့ပေါ်တာဆွဲခံရတာလိုက်ထုတ်ဖို့လိုက်တော့ဒရအူးတက်ကဖမ်းသွားတာမဟုတ်ဘူးမန္တလေးပြည်သူစစ်ကပေါ်တာဆွဲသွားတာဖြစ်တော့ပြန်ထုတ်ဖို့အတွက်ကြေးရွာကလစဉ်ငွေပေးထားပါတယ်လို့ပြောပြတယ်တက်မတူတော့ငွေထပ်တောင်းတယ်ရွာကလစဉ်စုပေးနေရတာကဒရအူးတက်က ဖမ်းသွားတာကပြည်သူဆက်ဆိုတော့ငွေလဲထပ်မပေးနိုင်ဘူးကလေးတွေရဲ့မိဘတွေကလည်းမပြေလည်တော့နောက်ဆုံးလက်လွတ်လိုက်ရတယ်လို့ဒရုံမျိုးတွေကချေးရွာလူကြီးတို့ကရှင်းပြထားပါတယ်အကြက်ဖက်စစ်ကောင်စီကမေလာကနေစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်1စတင်ဖွင့်လှစ်ခဲ့ပြီးအခုအော်တိုဘာလမှာစစ်မှုထမ်းအပတ်စဉ်6အထိရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နောက်ဆက်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ